ဟယ်လိုအားလုံးပဲမင်္ဂလာပါဖူပေါ်မန်ချန်ကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့ဒီယာဒီပရီးမီးယားလိပွဲစဉ်9ပွဲကစားပြီးတဲ့အချိန်မှာအာလီဗာပူးတင်းရဲ့အဓိကကစားမဖြစ်တဲ့မိုဟာမက်ဆာလာရဲ့အကောင်းဆုံးပုံစံကြီးကျွန်တော်မတွေ့ရသေးဘူးဆိုတော့ဆာလာနဲ့ပတ်သက်လို့ရှိရင်ဘာကြောင့်လဲကျွန်တော်လည်းဆာလာကြီးကြာသွားပြီလားဗောနော်ဆာလာဟာအရင်လိုမဟုတ်တော့ဘူးဗောတော့ဘာဒီမြန်ပြောင်းလဲတွေဖြစ်နေတယ်ဗောဘာကြောင့်ဆာလာဒီလောက်ထိယုံကန်နေရတယ်လဲဗောနော်မိုဟာမက်ဆာလာနေနဲ့ကျွန်တော်တို့ဒီ ီးခဲ့တဲ့ရာသီကထင်ပါတယ်ကျွန်တော်တို့ဒီ competitive ဖြစ်တဲ့ကျွန်တော်ပွဲစဉ်20လောက်မှာသူ့အနေနဲ့5ခုလောက်ပဲကျွန်တော်ရာသီသလားမသိဘူးဆိုတော့ဒါဟာမူဟာမက်ဆာလာကျွန်တော်တို့သိနေကြမူဟာမက်ဆာလာမဟုတ်ဘူးပေါ့နော်ဆာလာဘယ်တော့ကောင်းလဲဆာလာဘလူးမျိုးရည်ချင်းရှိတယ်လေနော်ဆာလာဘလူးကစားမမျိုးလဲဆိုတာကျွန်တော်တို့တော်တော်များများသိကြပြီဒါဒါပေမဲ့လို့ဒီရာသီမှာလည်းအဲ့လိုသိတဲ့အတွက်ကြောင့်ပဲအော်ဒါဟာဆာလာမဟုတ်သေးဘူးဒါငါတို့သိနေကြဆာလာမဟုတ်သေးဘူးပေါ့ဆာလာကြီးတိုင်ပက်နေပြီဆိုပြီးတော့ကျွန်တော်မြင်နေကြတာဘာကြောင့်လဲပေါ့နော်ဒီနေရာမှာကျွန်တော် အပြောင်းလဲတွေအများကြီးကတော်တော်တိုင်ပတ်သွားစေတယ်။ဇာမတယောက်ယုံကန်နေနေရမျိုးတွေမှာကျွန်တော်နှစ်မျိုးရှိတယ်ဗောနော်။အခုလက်ရှိဆာလာဘာကြောင့်ဒီလိုတိုင်ပတ်နေရတယ်လဲဆိုတာကျွန်တော်တွေးကြည့်ရင်နံပါတ်1ကကျွန်တော်တို့အတင်းလိုက်လီဗာပူးတင်းဟာအဆင်ပြေမနေသေးဘူး။ဒါကျွန်တော်တို့အဲ့ဒါလိုပြောလို့ဗောနော်ဟာမြေဇရာလည်းကြည့်အောင်ဘာညာပြောလိမ့်မယ်။ဒါပေမဲ့လို့ပရီးမီးယားလိဇရာကိုကျွန်တော်ကြည့်ရင်လီဗာပူးအတင်းဒီဘယ်လိုပြောမလဲဟိုအဆင့်နှစ်နေရာမှာဗောနော်။ ပွဲစဉ်9လောက်ထိဇက်တိုက်စုလို့ကျွန်တော်နိုင်ပြီးတော့နှစ်ပွဲကျွန်တော်ရှုံထားတယ်ဘာလို့15မှတ်ကျွန်တော်ရထားတယ်ပေါ့မဲအဲ့ဒီ9 5ပွဲဇက်တိုက်နိုင်တဲ့ပွဲတွေမှာကျွန်တော်ကြည့်ရင်ဘာတွေမြင်ရလဲဩနော်ဟိုပွဲပြီးကနေမှနိုင်သွားတာတွေကျွန်တော်အများကြီးမြင်ရတယ်အချိန်ပိုတွေမှာကျွန်တော်တို့ဘာလို့ကျွန်တော်နိုင်သွားတာတွေအများကြီးမြင်ရတယ်လီဗာပူးသင်းဂိုးတွေခဏခဏပေးရတာတွေကျွန်တော်အများကြီးမြင်ရတယ်ဆိုတော့ပြောရရင်လီဗာပူးသင်းရဲ့အကောင်းဆုံးဆိုတဲ့ပုံစံကိုကျွန်တော်မတွေ့ရသေးဘူးအသင်းလိုက်ရုံးကန်နေရတဲ့အခြေအနေမျိုးမှာ ဟိုပုံမှန်အားဖြင့်တချို့ကစားမားတွေဆိုလို့ရှိရင်အသင်းလိုက်ယုံကန်နေရရင်ဒီကောင်ကတော့ကောင်းစေပဲဒါပေမဲ့လက်ရှိဆာလာကအသင်းလိုက်ကယုံကန်နေရပါတယ်ဆိုမှသူကိုယ်တိုင်မှာတိုင်ပတ်နေတော့သူ့ရဲ့ form ကပိုပြီးတော့တော့မှပြောစရာကျွန်တော်ဖြစ်လာရောဘာမှအဆင်မပြေတဲ့ပုံစံမျိုးဆိုတော့လေဘာဦးအသင်းလိုက်ယုံကန်နေရတာကဆာလာတိုင်ပတ်ရတဲ့အကြောင်းရင်းတွေကတခုပဲနောက်တစ်ခုကကျွန်တော်အနေနဲ့မိုဟာမက်ဆာလာကိုရန်ကူကအဆင်မပြေတာ ဆာလာကိုတိုင်ပေါ့နော်သူ့ရဲ့အကောင်းဆုံးပုံစံမှာကျွန်တော်တွေ့မနေရသေးဘူးကျွန်တော်ဟိုတနေ့က Chelsea နဲ့ပွဲဆိုလို့ရှိရင်တကယ်ကောင်းတဲ့ကန်ချက်တွေကျွန်တော်ရခဲ့တယ်တကယ်ကောင်းတဲ့ space တွေ time တွေကန်ချက်တွေကျွန်တော်ရတယ်အတိုင်းမဲ့လို့ကျွန်တော်အနေနဲ့ပေါ့နော်သူ့ကန်ချက်တိုင်းကဂိုးမတဲ့တာမျိုးတို့ဂိုးအဖြစ်မပြောင်းလဲနိုင်တာမျိုးကျွန်တော်တွေ့ရတယ်ဆိုဆာလာရဲ့အကောင်းဆုံးပုံစံမှာလည်းကျွန်တော်ရှိမနေရသေးဘူးဆိုအရေးကြီးတဲ့ကျွန်တော်အပြောင်းလဲတစ်ခုကဆာလာရဲ့ပေါ့နော်အသင်းပေါ်တွေအများကြီးပြောင်းလဲသွားတာပဲဆိုအာနိုလူကစားမမျိုးမရှိတော့တဲ့အခါမိုဟာမက်ဆာလာစီကိုကျွန်တော်အနေနဲ့ပေါ့နော် ဟိုဘာဖားစင်းမဲ့ကျွန်တော်မရောက်တော့ဘူးဘာဖားစင်းမဲ့ကျွန်တော်မရောက်တော့ဘူးထားပါတော့အာနုရှိတော့ငါဆိုလို့ရှိရင်အာနုကသူ့စီဘောလုံးရောက်ပြီးဆိုတာနဲ့သူ့ရဲ့ပထမဆုံးအတွေ့အကြုံဆာလာကပြေးမှာပဲဆာလာကပြေးမှာပဲအစွန်မှာဆာလာရှိနေတာပဲเนาะဆိုတော့ဆိုတော့သူ့ရဲ့ passing ability နဲ့အာနုကဆာလာရဲ့အည်သွေးကိုဖွင့်ယူနိုင်စွမ်းကျွန်တော်ရှိတယ်ဒါပေမဲ့လို့အခုလက်ရှိကျွန်တော်ကစားမားတွေကျတော့အဲ့လိုမဟုတ်တော့ဘူး Dominic Sobotlan ဒီအာနုလောက်ထိတကယ်ကောင်းတဲ့ပါဆာတယောက်မဟုတ်ဘူးနောက်တစ်ခုကကျွန်တော်တို့နေပေါ့နော် frame bomb ကိုပဲကျွန်တော်ကြည့်ကြည့် corner bradley ကိုပဲကျွန်တော်ကြည့်နှစ်ယောက်စလုံးက runners တွေပြတ်တိလို့ပြီးမယ်လွားမယ်ဆိုတဲ့ကစားမားတွေ up and down ပြီးမယ်လွားမယ်ဆိုတဲ့ကစားမားတွေအာနုလူမျိုးလုံးဝ passing ability ကောင်းတဲ့ player တယောက်မဟုတ်တော့ဆာလာဘလူနီယာမှာပဲဖြစ်ဖြစ်ဆာလာစီကိုရောက်အောင်ပေးနိုင်တဲ့အခြေအနေမျိုးကျွန်တော်မရှိ ပြောရရင်ဆာလာရဲ့အည်တွေးကိုထုတ်ယူနိုင်တဲ့အာနုပဲပေါ့ဆိုတော့เนาะအဲ့လိုမျိုးဆိုတော့အဲ့ဒီ fullback ပြောင်းသွားတာကတော်တော်လေးတိုင်ပက်တယ်ဆိုတော့ဒီယာဒီမှာတော်တော်လေးသတိထားမိကြလိမ့်မယ်လို့ထင်တယ် လေဘာဦးတင်ဘောလုံးရလာပြီဆိုတာနဲ့ဘောနော်ဘေးတဲ့ပလေးကြီးနေကစားပြီဆိုတာနဲ့ဒါပါတော့ကစားခွက်တွေဘာတွေနောက်ကနေစပြီးတော့တိဆောက်ပြီးဘာညာဆိုတာနဲ့ဘယ်စီရသွားတယ်ကိုရီကဘူပချန့်အမေသွားတယ်ကိုရီကဘူပချန့်သွားတယ်ဒါကလည်းနှစ်မျိုးရှိတယ်ဗျာဒီလားနံပါတ်1ကဟိုဘလူးလက်ရှိမှာဆာလာရဲ့အကောင့်ဆုံးပုံစံတွေ့မနေရတော့လေဘာဦးတင်ဒီကိုရီကဘူပချန့်ကနေပြီးတော့ပူပြီးတော့ကစားခွက်တိဆောက်ဖို့ကြိုးပမ်းတာနောက်တစ်ခုကလေဘာဦးကဆာလာကို transitional threat လောက်ပဲကျွန်တော်အများအားဖြင့်တုံးတာပြောရရင်ကောင်တာအထက်တွေဘာတွေမှပဲ မကလီစတာတို့ဘာတို့ပေါ့နော်ကျွန်တော်နေနေဒီဟိုဗာလဲဒီဆာလာစီပြေးတာလွှားတာကိုကျွန်တော်ဘောလုံးပေးဖို့ကျွန်တော်ကြိုးပမ်းတာဆိုတော့ဆာလာဒီ transition နဲ့ threat ဖြစ်တဲ့အတွက် transition လောက်မှပဲသူ့ဘက်ကကျွန်တော်သွားတယ်နောက်တော့ဟို bit up lane ဒီမှာဆိုရင်ကိုရီယိုကပူရဲ့ဘက်ကသွားတယ်အဲ့တော့ဆာလာရဲ့ပါဝင်ရမှုနှုံးကပို့ပြီးတော့နည်းလာတယ်ပြီးခဲ့တဲ့ရာသီကထက်ဆာလာကိုပေါ့နော်ဟိုအသင်းရဲ့ကျွန်တော်အနေနဲ့ဒီအခန်းကဏ္ဍအများကြီးမှာပြတ်ပြီးတော့ပါဝင်မပြီးတော့မနေ transition လောက်မှာကျွန်တော်သွားမယ်ဖြစ်တင် body လုပ်မယ် အခွင့်အရေးရရင်ကံပင်ဆိုတဲ့ပုံစံမျိုးတော့ပဲကျွန်တော်သွားတော့တာဒါဟာတော်လေးတိုင်ပက်တယ်ဒါတော်လေးတိုင်ပက်တယ်နောက်တစ်ခုကဟိုဆာလာကိုကျွန်တော်ကြည့်ရင်ပြီးခဲ့တဲ့ရာသီကတည်းကသတိထားမိတာကတော့ဘယ်လိုပြောလဲဆာလာနေနဲ့ပေါ့နော်ဒီဒီဒီရာသီမှာဆိုလို့ရင်ပို့ပြီးတော့ white area တွေမှာနေရာယူကစားနေရတယ်ပြောချင်တာကဆာလာဟာဂိုးနဲ့ဝေးသွားပြီးတော့ touch line နဲ့ပို့ပြီးတော့နီးလာတယ်ဆိုတော့ဂိုးနဲ့ပို့ဝေးသွားပြီးဆိုကြတဲ့ကဆာလာအတွက်ပေါ့နော် တို့အနေနဲ့ဟို twin goal တွေဖန်တီးမှုတွေနဲ့ပတ်သက်လို့ပါဝင်ပတ်သက်ရမှုတော့ကတော်တော်လေးတိုင်ပတ်သွားပြီတော်တော်လေးကျွန်တော်တိုင်ပတ်တယ်ဒါတော့မှဆာလာနီနဲ့ဖန်တီးမှုတွေကျွန်တော်တို့ချို့ရှိတယ်เนาะတော်တော်လေးကောင်းတဲ့ဖန်တီးမှုတွေကျွန်တော်ရှိတယ်ဆိုတော့ဆာလာဒီ goal ပေါက်နဲ့ဝေးသွားပြီဖြစ်တဲ့အနေအထားမျိုးမှာ goal ပိုင်ဝင်ပတ်သက်မှုတွေကျွန်တော်နဲတော့မှာဆိုတော့ဆာလာဆိုတဲ့ကစားသမားမျိုးက final third ထဲမှာဆိုလို့ရှိရင်အရင်အန်ဒီရဲ့များတဲ့ကစားသမား transition မှာအရင်အန်ဒီရဲ့များတဲ့ကစားသမားနော်လုံးဝဂိုးသွင်းကောင်းတဲ့ကစားမဗျာဒါဖြစ်ကျွန်တော်သိထားတာဆိုတော့အဲ့လိုကစားမမျိုးကိုတို့အနေနဲ့ပေါ့နော် ဒီ white area တွေဒီဆွဲချက်လိုက်တဲ့ခါကျတော့ဆာလာရဲ့အရေးသွေးကိုကျွန်တော်အကောင်းဆုံးမရတော့ဘူးနောက်တစ်ခုကလေဘာဦးကအပြောင်းလဲတွေများထားတော့ဟိုအချိတ်ဆက်တွေကတော်တော်ကိုဆိုးတာဒီရာဒီမှာဒါမှမဟုတ်ကျွန်တော်တောက်ကောင်းတာအထက်တွေပါပြီးသွားတော့မယ်ဆိုကြရင်လေဘာဦးတင်းနေနဲ့ပြီးခဲ့တဲ့ရာဒီကတော့မထီရောက်တော့ဘူးအီဆက်ကလည်းကစားမသည့်ရှူကိုအက်ဂတီကလည်းကစားမသည့် Florian BS ကလည်းကစားမသည့်နော်ဟိုဘက်ကကျွန်တော်ဘယ်သူပဲဖြစ်ဖြစ်ပြနော် full back ကကျွန်တော်တို့ဒီ frame bound တို့ဟလာနော်ကျွန်တော်ပြီးရင် Gagas တို့ကကစားမသည့်တွေးကြည့်ရင် လေပေါင်းသင်းဟာအပြောင်းလဲတွေအများကြီးဖြစ်နေတဲ့အခြေအနေမျိုးမှာ transition နေရောက်လို့ရှိရင်တောင်မှသာပါတော့ပြိုင်ပြက်ကစားမ၄ရောက်နဲ့လေပေါင်းသင်းကစားမ၄ရောက်နဲ့တွေ့နေပြီဆိုလို့ရှိရင်4အဲ့လို 4v4 တွေမှာတောင်မှလေပေါင်းသင်းကအသုံးမချနိုင်တော့ဘူးเนาะဆိုတော့ဟို transition ကနေရလာတဲ့အခွင့်အရေးတွေကိုလေပေါင်းသင်းကတအားဖြုံးနေဒီရာဒီမှာတော်တော်ကိုအခြေဆက်တွေတအားနည်းနေပြီးတော့ဗောနော်အားလုံးကကျွန်တော်အကုန်တိုင်ပတ်နေတာဒါအဲ့ဒီတွေကအကြောင်းရင်းတစ်ခုကဆာလာတိုင်ပတ်ရတဲ့အကြောင်းရင်းပဲဘာကြောင့်လဲဆိုတော့ ဆာလာဒီအဲ့လို transition တွေကနေတဆင် NDA အများဆုံးကစားမမှုလို့ပဲလေပါဦးမှာအဲ့ဒီတော့ transition ရလာတဲ့နေသားမျိုးတွေမှာထိရောက်တဲ့တုံ့ပြန်မှုမျိုးမရှိဘူးဆိုရင်ဆာလာရဲ့အကြီးအသေးကိုကျွန်တော်မရတော့ဘူးနောက်တော့အသက်အရွယ်တွေပါတွေပါတယ်ဘယ်သူမှတော့ဗျာတိတယ်အသက်60ဒီကောင်းမနေဘူးเนาะတချင်ချင်ရောအကြမှာပဲကစားမဆိုတာမျိုးဒါပေမဲ့လို့ဆာလာဒီလက်ရှိ physical ဘိုင်းရပါဘောเนาะဟိုအကြီးသေးဘိုင်းရဆိုရင်အဲ့လောက်ညံ့နေတဲ့ကစားမမဟုတ်သေးဘူးတူတူ33မကလို့ဘာပဲဖြစ်နေဖြစ်နေဆာလာဒီ premier league မှာ compete လုပ်နိုင်နေတဲ့ကစားမပြောင်းရှိနေတော့မယ်အဲ့တော့ဆာလာရဲ့အခုလာက form ပြောင်းနေတာ ဒါကလည်းလေဘောက်ဦးတင်းတင်းလုံးနဲ့လည်းစိုင်နေဆာလာရဲ့ပါဝင်ပတ်သက်မှုနှုန်းနည်းလာတာနဲ့လည်းကျွန်တော်ပေါ့နော်အများကြီးကျွန်တော်စိုင်နေပြသည်လားဒါဟာတော်တော်လေးတိုင်ပက်တယ်နောက်တစ်ခုကျွန်တော်အနေနဲ့ပေါ့နော်မိုဟာမက်ဆာလာနဲ့ပတ်သက်လို့ကျွန်တော်ကြည့်ရင်ဒါကတော်တော်လေးဘာကြောင့်တွင်းကိုတွေဖန်တီးမှုတွေနည်းနေရတယ်လဲဆိုတဲ့အကြောင်းရင်းတွေကတစ်ချက်ကိုကျွန်တော်ပြတာပဲဒီဒါတချို့ရဆိုလို့ရှိရင်ပေါ့နော်ဆာလာဟာဒီယာဒီပရီးမီးယားလေး9ပွဲကစားပြီးတဲ့အချိန်မှာပေါ့နော်ဒီယာဒီပရီးမီးယားလေး9ပွဲကစားပြီးတဲ့အချိန်မှာမိုဟာမက်ဆာလာက မိနစ်90ဒေါ်တွင်တော့ပရီးမီယာလီဂ်9ပွဲကစားပြီးတဲ့ချိန်မှာဂိုးပေါက်ကန်သွင်းမှု17ချိန်ပဲလုပ်ရသေးတယ်တဲ့ဂိုးပေါက်ကန်သွင်းမှု17ချိန်ပဲလုပ်ရသေးတယ်ဒါဟာတပွဲကိုပြန်မြနှစ်ချိန်တောင်မကန်ရဘူးဆိုတဲ့သဘောပဲနော်ဆိုတော့နှစ်ချိန်တောင်ကျွန်တော်တို့နေမကန်ရသေးဘူးဆိုတဲ့သဘောပဲဆိုတော့ဒါဟာတော်တော်လေးတော့စိတ်ပူစရာကျွန်တော်တို့ကောင်းတယ်ပေါ့စိတ်ပူစရာကောင်းတယ်ဆာလာလိုကစားမမျိုးတွင်းကိုးညူပင်းနေတဲ့ကစားမမျိုးကို ဘူပေါက်ကန်ဖို့တဲ့ကန်သွင်းခွင့်ညီအများကြီးဖန်တီးမပေးနိုင်ဘူးဆိုတာမျိုးကတော်တော်စိတ်ပူစရာဘသူမှတော့တလုံးကန်တလုံးကိုကဆယ်လုံးကန်ဆယ်လုံးကိုတဲ့ဆိုတဲ့ကစားမမရှိဘူးဂူသွင်းကောင်းပါနေဆိုတဲ့ဒီဟာလန်တို့ဘာလို့တောင်းမှကန်ချက်တိုင်းကဝင်ချင်မှဝင်တာလေအဲ့တော့ဆာလာလိုကစားမမျိုးကိုတပွဲမှာနှစ်ကြိမ်တောင်ကန်ရနိုင်အောင်လီဗာပူးကဖန်တီးပေးနိုင်ခြင်းမရှိဘူးဆိုတာဆာလာတိုင်ပက်နေရတဲ့အကြောင်းရင်းတွေကတစ်ချက်ပဲဒါကြောင့်ကျွန်တော်တို့အနေနဲ့ပေါ့နော်ကြည့်မယ်ဆိုရင်ဆာလာရဲ့ဒီယာဒီယုံကန်နေရတဲ့နေရာမှာဆာလာကိုယ်တိုင်ကြောင့်ဆိုတာထက် လေဘာဦးသိန်းကိုရန်တိုင်ဖက်နေတာမျိုးပြီးခဲ့တဲ့ရာသီကတော့ကစားမားတွေကြားထဲမှာကမစ်ထရီမမီတော့တာမျိုးဖူဘက်ကစားမားတွေရာဆာလာကိုကျွန်တော်တို့ပေါ့နော်လုံဝဆာလာရဲ့အရေးတွေကိုဖွင့်မထုတ်နိုင်ရမျိုးတွေကတော်တော်လေးကိုပြဿနာကြီးနေတာပဲလေဘာဦးသိန်းပြည်သက်တွေရောဂျန်နပြည်သက်တွေရောလက်ရှိဆာလာတိုင်ဖက်နေရတဲ့အကြောင်းအရာတွေကဘာကြောင့်လို့ညီကိုတို့ထင်ကြလဲဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးများကြီးပါတယ်